ီသူစစ်ကောင်းဆောင်ဒေါ်တိတာယူမနဲ့ဒါကျွန်တော်အင်တာဗျူးလုပ်တော့မှဖြစ်ပါတယ်အင်တာဗျူးလုပ်တဲ့အကြောင်းရင်းကပြီးခဲ့တဲ့ရပိုင်းကစကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းသုံးတိုင်းပေါင်းပြီးတော့မြင်းကြံတောင်သားနထိုးကြီးမလိုင်းမစုံစီပြီးကောင်စားတဲ့ကြောကိုစစ်သွေးကြပြည်ပြောက်ဖွဲ့တွေကကျွန်တော်တို့တစ်ချိန်နဲ့တစ်ပြိုင်နဲ့ဝင်ရောက်တိုက်ခဲ့ခဲ့ပါတယ်အဲ့ဒီဖြစ်စမှာဆိုရင်ကျွန်တော်တို့ဒီတက်မလို့ရဲ့စခန်းတွေလုံးဝဆုံချုံကြီးမရှိခဲ့သလိုပါပဲဒါကျွန်တော်တို့ပြည်သူစစ်ကြီးဝါမှာရှိတဲ့ပြည်သူစစ်စခန်းတွေဆုံချုံမှုလုံးဝမရှိဘူးပြီးရင်ကျွန်တော်ရဲစခန်းတွေဆုံချုံမှုလုံးဝမရှိခဲ့ပါဘူးအဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်ပြမှာတကယ်တိုက်ပွဲဝင်ခဲ့တဲ့ ်မြင်းကြပြည်သူစစ်ကောင်းဆောင်ဒေါ်တီယာယူမနဲ့တိုက်ပွဲရဲ့အခြေအနေကိုကျွန်တော်အင်တာဗျူးလုပ်သွားမှာဖြစ်ပါတယ်ဟယ်လိုအမရေမင်္ဂလာပါကျွန်တော်ကျော်စိုးဟုတ်ပါဗျဟုတ်ပါကျော်စိုးဟုတ်ပါကျော်ပါအမကျွန်တော်တို့ဒီပြီးခဲ့ရက်ကဒီစစ်သွေးကြောအုပ်စုတွေရပါဗျာမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းပေါင်းပြီးတော့အမတို့ဒီမြင်းကြံတောင်သားမလိုင်းငဇွန်းနှစ်ထိုးကြီးပေါ့ဗျာဒီကြောသူတို့ဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လက်ရှိလက်ရှိအမတို့ဒီမြင်းကြံကိုစစ်သွေးကြောတွေဝင်ရောက်တိုက်ခဲ့တဲ့အခြေအနေနဲ့သူတို့ရဲ့အင်အားအခြေအနေပေါ့အခြေအနေလေးသိပြကြပါဦးမြင်းကြံတော့ခုလက်ရှိကတော့အေးတစ်စိဖြစ်နေတယ်အဲဒီကနေ့ရက်ကတော့ ့သူခရိုင်ဆစ်ချင်းလေးနေလေညဉ့်ကျန်ငထူးကြီးတောင်းတာအဲ့တော့ငကြောအပေါ်တော့ပေါ့ညအလုံးကြီးနဲ့ဝင်ပိုက်တာပေါ့ဟုတ်ကဲ့ညဉ့်ကျန်ကတော့ကျွန်တော်တို့၆ပြုတ်ဘူးကြီးကိုသူတို့အားလုံးကြီးနဲ့ဝင်ပိုက်တာပေါ့ဟုတ်ကဲ့ဗျ၆ပြုတ်ဘူးပွဲမှာဟိုအားတော်များတယ်သူဟုတ်ကဲ့တူတူတင်ထားတယ်ကျွန်တော်တို့ကလည်းတရင်အချွတ်အနာရထားတာဆိုတော့တူတူတင်ထားပါတယ်ဟုတ်ကဲ့ဗျတူတူတင်ထားတယ်ဟုတ်ကဲ့သူတို့ဘယ်လိုပြောမလို့ ဒီပွဲကိုတို့ကခရိုင်စစ်စင်ကြီးတို့ရေကုန်ကြီးခန်းထဲလုပ်တယ်ထင်တယ်ဒီမြင်းကြံတောင်တာနထိုးကြီးကိုကျွန်တော်အမြင်ကတော့တို့ရေကုန်ကြီးခန်းပေါ့ဒီပွဲကိုတို့အပြက်တို့စိတ်တွေးထားတာတော့အပြက်ကပ်ပေါ့လုံးဝအပြက်ရမယ်အဲကြောက်ပြုတ်ပြီးတော့လက်ပြုတ်ဝင်မယ်ဝင်ပြီးရင်ဒီလက်တက်နဲ့အီးတော့ခမ55အဲ့မှာတက်တဲ့ဆိုင်မဲ့ပုံစံမျိုးတို့ဒီဒီပုံစံချိုးတာပေါ့ဟုတ်ကဲ့ဗျာရုံးနဲ့ချိုးတယ်ကျွန်တော်တို့ကလည်းအဲကြောက်ပြုတ်မှာကြာရင်ကျွန်တော်အင်အားလည်းဖြည့်ထားတယ်ဟိုတက်ကလည်းပါတာဆိုတော့တို့အကျင့်နေပေါ့ဒီဘက်စစ်ကူ ကလည်းမြန်တာကိုကျွန်တော်စစ်ကူကလည်း15မိနစ်မိနစ်30ဆိုကျွန်တော်ကရောက်ဘူးကိုလူကတော့အချိန်ကိုပဲနေရာမှမဆွဲဘူးရောက်တိုးတော့သူတို့လန်သွားပါတယ်မနေ့6ရက်45လားသူတို့စတိုက်တာဟုတ်ကဲ့သူကစက်စက်တိုက်ခြင်းနဲ့သူတို့ကဝင်လာဟိုကိုလူလေးလက်လုံးမိုင်းကိုလူကြီးကန်ခဲ့တာလက်လုံးလက်လုံးမိုင်းကြီးတင်မိုင်းဟုတ်ကဲ့ဒီမိုင်းကိုလူကြီးကန်ခဲ့တော့ဒီကျွန်တော်တို့ဒီစခန်းကြတာနဲ့သုံးသက်တိုင်ဟုတ်ကဲ့ဒီတော့အခုဒီတိုင်းရထူတာဟုတ်ကဲ့အခုဒီနေ့ထူပြီးတော့မှ ဘရင်းမှန်မများတော့လက်လုံးလိုင်းอ่ะအတွေ့အကြုံအလုံးကိုတောက်ဝင်မခင်းနဲ့အလုံး30လောက်ရှိမယ်ဟိုတောက်လျှောက်ဖြစ်တာဟုတ်ကဲ့အာဗီဒီယားကိုအားလုံးလောက်ဖြစ်ခဲ့တာအင်းတကယ်တော့ကြာတော့ကျွန်တော်တို့အနေအယူပြီးသားဆိုတော့သူတို့ပြတဲ့အချိန်လေးကိုကျွန်တော်ကဒီကနေတခါလေးကွန်မန်ဒါပေးနေတာဟုတ်ကဲ့တော့တော့မထောင်နဲ့အဲသူတို့ပြတဲ့ဟာကိုစောက်စောက်ပြီးတော့ပြန်ပြစ်တို့ကနေအောင်တောက်တောက်ကြီးပြန်ပြေအဲ့မှာအာဗီဒီယားတောက်ချောက်ဝင်တော့ကျွန်တော်ကလေးလေးကိုဖြစ်ဒီကကြံရတာလည်းရှိရကြာသွားတာလည်းပါတာပဲဟုတ်ကဲ့ဒီမှာစစ်ကူကတို့ကျွန်တော်တို့စစ်ကူကြတော့အကဲ့မူရင်း တို့လာတယ်ဆိုတော့ကျွန်တော်တို့ကဒီကကွန်မန်ဒါနဲ့ဒုက္ခကွန်မန်ဒါနဲ့ကျွန်တော်နဲ့ဒီမှာစကားပြောနေပြီးတော့မှဘေလန်ဘေလန်ကိုကျွန်တော်ဝိုက်လိုက်တာဝိုက်လိုက်တဲ့အချိန်မှာတို့ကတိုးဝင်နေတာလေသူကခြေတုံးလို့ရတော့ဘေးကြီးတွေမကြည့်ဘူးတော့အခြေပဲခုခုဝင်တာဟုတ်ကဲ့ဟုတ်ကဲ့ဒီကောင်ကဒီမှာကျွန်တော်တို့ချစ်ကူလမ်းကြောင်းနဲ့တက်တိုးတာကျွန်တော်တို့ကဒီကတွားလိုက်နေနာဝါချစ်ကူဖွဲ့နေဟုတ်ကဲ့အဲ့မှာချစ်ကူဖွဲ့ဖြုတ်တာမလဲဘူးအတယောက်ပြသွားရင်ဖြောင်းသွားတာညာဆွဲတာဟုတ်ကဲ့ဆွဲတာဆွဲပြီးတာအဲ့ဒီတော့တယောက်ဆက်ကြည့်တာအာဘူးရတော့များတယ် အမောက်ရဒီအရှင်းအရှင်းလေးလဲရခဲ့ရနော်အရှင်းလဲရတယ်အသေးလေးလဲရရနော်အမောက်ရအဲ့ချမ်းပတ်ကြီးအဲဟုတ်တယ်ဟုတ်တယ်အဲ့ဒီပွဲမှာတော့ပြင်တော့တည်ရောရတယ်အဲ့ကျွန်တော်တို့ကတော့ရန်သူလူရန်သူကဘလို့ပဲကြည့်ကြသူကတော့တိတော်လားအတေရရင်တော့မျိုးမျိုးပုံပုံလောက်ကလေးရှင်ရရင်အပုံထုံးမှာပေါ့ကျွန်တော်တို့ကတော့ဒါလုံးလုံးကြီးပဲလောက်ကပါကျန်တာကတော့ဟိုသူတို့လိုတော့ကျွန်တော်တို့လိုင်းမလုံးနိုင်ဘူးအဲ့တော့မြင်းကြံဒီကြောက်ပြုတ်ပေါ့ဒီကြောက်ပြုတ်ကတိုက်ပွဲကကျွန်တော်တို့ဒီဒီတက်မော်ပြည်သူစစ်တပွဲကဒါအများဆုံးအောင်မြင်ရရဲဆိုတဲ့ဘောလားမှာ အဲ့ကအောင်မြင်ရတာပေါ့အောင်မြင်ရတာပြောမှာပေါ့ဟိုထီသွားတဲ့ကလေးကလည်းသူတို့ကြီးထီတာမဟုတ်ပဲနဲ့ဒီဒီအန်ဂျီတော်တော်လေးများသွားလို့ဒါလေဟိုတွေးလွန်သွားလို့ပုံစံမျိုးဖြစ်တာပေါ့တွေးလွန်သွားတဲ့ပုံစံမျိုးဟုတ်ကဲ့ဒါနဲ့တစ်ဆက်တည်းဟုတ်ဒါဒါနဲ့တစ်ဆက်တည်းပေါ့ကျွန်တော်တို့ဒီဘက်ကတောင်သာတို့တောင်သာနထိုးကြီးစီမီကုန်ငါဆိုအဲ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့အမအဘလို့တိထားသေးလေဗျာပြောပြပေးပါဦးတောင်သာဆိုရင်လည်းတောင်သာဆိုလည်းပြီးသူဆက်တယ်လေတောင်သာပြီးသူဆက်ဆိုလည်းဒါကမှစတင်ဆက်ပြီးသေးတာဟုတ်ကဲ့ဒီနောက်ပိုင်းမှာကျတော့သူတို့ တောင်းတာနေတောင်းတာတက်နေမျိုးချိတ်ချက်တော့လည်းမြင်လိုက်မှာဒါနဲ့ယူလုပ်ကြတာဟုတ်နောက်အောင်လို့ရင်ကျွန်တော်တို့ကလည်းဟိုတာကြာတယ်3ရက်ကို3ရက်တောက်ခဏတာဟုတ်ကဲ့ဟုတ်3ရက်တောက်ခဏတာမှာကျွန်တော်ဒီမစိတ်တရားကကျွန်တော်25ပဲရှိဟုတ်ကဲ့ဒီစက်25ရယ်မိသားစုဝင်နဲ့သူတို့90လောက်ကို3ရက်လောက်ဒီမှာခုခံတာဟုတ်ကဲ့ခုခံတာသူတို့ကိုဘယ်လိုရင်စတိုက်တယ်ဆိုမနေ့မနေ့တစ်ချိန်အဲသူတို့ကနနတိုက်တာမနေ့တစ်ချိန်အညတစ်ချိန်ဟုတ်ကဲ့အဒီဘက်ကလည်းကျွန်တော်တို့ကဒီဘက်ရအောင်ကြည်ရအောင်ပို့တယ်ကြည်ရအောင်ပို့တော့တိုက်ရတယ်ကြည်ရအောင်ပို့ပြီးတော့ tao sao bộ mình đã được chỉnh trở lại mình đã được chỉnh thế này tối ngày nào trở lại ok cái tôi bảo bộ mình đã thế này nó mình từ thế này nó vừa gì để tôi lên nào là. ok tám giờ giờ nhắn tin này nó tôi là tiền sao ok tiền sao này cái nó này anh vừa chức vụ tòa mẹ chỉ nhà đi má lại quay ra tao sao kiện này cái nó này cái nó là không này là abi này ok ok ok, okay. 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 ဖုန်းနဲ့တော့အားပေးနိုင်တယ်လို့ဖြစ်နေတာဟုတ်ကဲ့အဒီဘက်သပွဲကြီးကလည်းချက်နေတာဆိုတော့တပွဲကဒီဘက်မှာကျွန်တော်ကလူတိလိုက်တာကဒီကြောက်ကြောက်တိုက်ပွဲဆိုတိလိုက်တာလေအဲ့ဒီကအဲဟုတ်တယ်ဟုတ်တယ်အဲ့မင်းကြီးအဲ့ဒီကဖြစ်သွားတာကျွန်တော်ဆက်ချီရက်ကွက်ရနှစ်ခါကြောက်ရနှစ်ခွက်လုံးကိုလာတိုက်တာဩဖတ်တိုက်တယ်တို့ဟုတ်ကဲ့ဖတ်တိုက်တာကိုကျွန်တော်အဲ့ဒီခွက်ရကျွန်တော်အုံကြတာကျွန်တော်အုံကြတာအင်းချင်းလဲသူ့သူ့ချိုက်လောက်တက်ခဲ့ဟောနေရကြီးသားဘလို့အဲ့ကကြီးမထွက်နဲ့ဒါရင်တက်လို့မရဘူးလေအမမိုက်ခဲအိုက်ခဲခွက်တက်ခဲ့တာဟုတ်ကဲ့အာဘိုးရလေ40တက်တယ်နားကနားမကြိုက်ဘူး နောက်မကိုက်ရဘဲနဲ့မနေ့20 30လောက်ပြန်လက်သွားတာဟုတ်ကဲ့ပါဟုတ်မနေ့20 30လောက်ပြန်လက်သွားကျွန်တော်တို့40ကလေးပြည့်ခဲ့ပြီဟုတ်ကဲ့ဟာပြန်မကိုက်ရတော့ဘူးသူတို့တောင်းကုန်းဆိုရင်အဲ့နေရာဟိုပထမနေ့ကိုသူတို့တော်တော်လေးကိုမကျွန်တော်တို့တိုက်ရောအန်တီနဲ့ထူနေတာသူကဒီတိုက်သူအန်တီထူတာဟုတ်ကဲ့အန်တီကြီးသူတို့မှာပါနာလက်လုံး အကုန်လုံးနဲ့တူတာဒီတိုက်ကိုတိုက်တလုံးတူတာကိုတိုက်ရတယ်တော်တော်လေးကောင်းတယ်ထင်တယ်လုံးဝတိုက်မပြူဘူးမပြူတိုင်းချိန်ကဒုတိယနေ့ရက်မှာဒီကောင်းတဲ့နောက်ဖြစ်ပြူတာတစ်ခုတုံလိုက်ဒါတော့လည်းဆိုဒရောဘုံဒရောဘုံဒီကိုကျွန်တော်တို့120ဒီကလုံးအောင်ရှိနေပေါ့ကြီးဟုတ်ကဲ့အဲ့ဒီခေါင်းမိုးဘုံကိုတစ်ခါတိုင်းသုံးလုံးပြစ်ထားတယ်ဩတစ်ခါတိုင်းသုံးလုံးပြစ်ထားတယ်ဟုတ်ကဲ့ကျွန်တော်ကဒီဖြစ်ကောင်းဆောင်ကြထူအောင်လေဟုတ်ကဲ့ကုထူအောင်ဟုတ်တယ်ကျွန်တော်ဆက်တယ်ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကအတက်ငယ်ပါသေးတယ်ဟုတ်ကဲ့အတွေ့အကြုံကတော့ဘယ်လို သူတို့ကတော့ခုခံကြောနေရနဲ့ဖွဲ့ပြီးတော့ရမရင်ကတိုက်ပွဲအတွေ့အကြုံကတော့ဟိုက်တဲ့လောက်ရှိပါတယ်ဒါပေမဲ့အဲ့ဒီမှာကြာတော့အဲ့ဒီမှာဖြစ်နေဒီကြတော့တိတ်ကြပေါ့တိတ်ကြကြခိုင်တာပေါ့ဒီကလေးတိတ်ကြကြခိုင်နေသူအာကျွန်တော်ကလည်းဒီကနေဖုန်းလာတယ်နေအားမချော်ရရတယ်လုံးဝပဲအချိန်ကြီးရောက်ခဲ့မှာမလို့ရောက်ခဲ့မယ်အခုငါလည်းဒီဘက်မှာယုံနေတော့ဒီချပြောပြတယ်ဟုတ်ကဲ့ကျွန်တော်တိုင်းအောင်လည်းတင်တယ်တိုင်းအောင်လာပြီးမယ်လုံးမယ်အကုန်လုံးကတော့အကုန်လုံးလိုအပ်တာတော့ဖြည့်ပေးတယ်သူတို့မှတော့ဟိုဘုရားရှင်လည်းလို့တော့ဖက်ကလေးမရောက်နိုင်ဘူးလေဟုတ်ကဲ့ ဒါမျိုးတွေကလည်းဟိုသူမိကတနေရာလေးဖြစ်တာမဟုတ်ပဲပြန်ပြီးဖြစ်နေတဲ့အချိန်မှာလူကြီးတွေလည်းသူစဉ်းစားရနေတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုအနားနဲ့လမ်းကြောင်းရှိတယ်အဲ့လိုမျိုးလေးဆိုအဲ့ဒီကနေမှာမျက်နှာပိုင်းကနေမျက်နှာပိုင်းကနေစပြီးတော့ဘုံသုံးလုံးကြီးထားတာပါဘုံလေးအောက်ချက်လက်ဘုံနဲ့မှတ်တင်းနဲ့ဟိုတခါတိုင်းသုံးလုံးတခါတိုင်းသုံးလုံးကြတဲ့ခါကျတော့ဒီသူ့တင်ကမခံနိုင်တော့ဘူးလေ။ဟုတ်ကဲ့ဟုတ်ကဲ့။ဒီကညောင်ညနေမှာသူ့တင်ကကျုံတယ်။อืมသူ့တင်ကကျုံတော့အားအတွင်းကြီးရချက်သွားတယ်။ အားသွေးနေကြဖြစ်သွားတဲ့အချိန်မှာအဲ့ clip တင်ကျုံပြီးတင်းနေကြနေတော့ကျွန်တော်နဲ့တချောင်းနဲ့ကျွန်တော်တချောင်းပြတိုးနေပြီဟုတ်ကဲ့တိုးနေပြီကျွန်တော်တို့ကကျွန်တော်တို့ကလည်းရောက်တော့မယ်ခုခဏလုံးဝတို့ကလည်းချက်မမရောဘူးဒါပေမဲ့ဒီဘက်ကတော့အမြန်လာပါပဲတို့ပြောတာလေစိတ်ကြရတော့တော်တော်တပွဲလုံးတက်တက်ခိုင်းနေကျွန်တော်ကလည်းဖုန်းလုံးဝမချအောင်သူဖုန်းမရရင်သူ့ဆွေလို့ဖုန်းခေါ်တယ်။ရတဲ့ဖုန်းခေါ်ပို့ပြီးတော့လူကြီးတွေကိုလည်းကြင်ပြတယ်လူကြီးကလည်းအကုန်လုံးတောက်လျှောက်လုပ်ပေးပါတယ်။အဲအင်းကတော့တို့မှာ ဒီကအိမ်ကသူတို့တက်ပြီးပြေသွားတာကတော့လေကြောင်းပေါ့။ဟုတ်ကဲ့။ကြောင်းကိုတော်တော်လေးကသူတို့ကျေးဇူးတင်ရမှာကျွန်တော်တို့လည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ဟိုလိုအပ်တယ်လို့အချိန်ကြာကြီးတွေချိန်ကြာကြီးချိန်ကြာကြီးမှအချိန်ကြာကြီးကျွန်တော်တို့ဟိုတိတလာကိုတိုက်ပွဲတွေအများကြီးကြုံနေတယ်မရဟန်းရေပေါ်မှာအဲ့လောက်ကြာကြီးဝဲပြီးလို့အလုပ်လုပ်နေတာကျွန်တော်မတွေ့ဘူး။ဟုတ်ကဲ့ပါ။ဒီအနောက်ဘက်မှာတော့တော်တော်လေးဘာလို့လဲဆိုတော့တိုက်ချန့်ခံပြီးတိုက်နေတဲ့ကျေးဇူးချက်ကိုတက်မလို့ပြောရလဲဘာလို့ကျေးဇူးချက်လုံးဝကြားရအောင်တိတ်နေအကုန်လုံးပြီးတယ်။ဟုတ်ကဲ့ပါ။နောက်တော့ငင်းကြမှာကြားနေလူကြီးဆိုရင်သူအဒီကလေးတွေအတန်ကြားပဲသူတော်တော်လေးကိုစိတ်ကောင်းပြီဆိုတော့ တောက်လျှောက်ပြီးပြောပြတာဟုတ်ကဲ့လားဟုတ်ကဲ့ဒီတောက်ပြီးကလည်းတောက်လျှောက်ပြီးတယ်သူကလည်းကြီးကအပြည့်ထက်ရောက်ခါနဲ့တော့တောက်လျှောက်ခုခံဟုတ်ကဲ့အဲ့မှာဒေါ်ဘုံကတောက်လျှောက်ပြီးခွင်လွားနေချိန်မှာပြီးတော့အဲ့ဒီဟိုဘုရားရှင်တောက်မှာကတ်နေတဲ့ခါတွေလည်းဘုရားရှင်ကိုရအောင်ကြည့်တယ်ဆိုတော့အဲ့မှာကြည့်တော့ညာတော့ကြာတော့တော့ကောင်းလေလက်ပန်းကြပါလေတို့ကဖြူလာလေတို့ကစိတ်ရပါလို့ဟိုတောင်းတာဒီခုစစ်အင်အား25ယောက်လောက်ဟိုတို့အင်အားရှားကြည့်ပိုင်းနဲ့လာတော့မရဘူးသူနဲ့စိတ်မှာတို့က တော့တော်တော်လေးစိတ်ကကြပါမယ်လို့ကျွန်တော်ထင်တယ်။ဟုတ်ကဲ့အဲ့မှာတို့ဘယ်လောက်သေးပါလဲမအဲ့အဲ့ရွာတော့။အာသူ့မှာအဲ့မှာကျွန်တော်ပြောမှာကျွန်တော်ဖြစ်တာသိတယ်အကုန် ဆွဲတာပေါ့လေနဲ့လည်းကြည့်တယ်လေလေရဝိုင်းတော့တောင်းချောက်ပတ်ချပြီနဲ့ကိစ္စရောအဲ့လေတောင်းကကြည့်တယ်ဟိုကောင်လေရရမယ်ထင်လို့တုံးခဲ့ဒီတကယ်မှအကုန်အနှံ့ရချိန်ဆိုကြည်ရလည်းပြေးနေတော့ကြည့်တာဘောကောင်လေ၄၅၀တော့နေတော့သူတို့ကတော့အဲ့တော့ဘယ်တော့မှတည်တယ်ပြောမှာမဟုတ်ဘူးအခုကတော့သူတို့ကတည်တယ်မပြောကျွန်တော်တို့က line ပေါ်မှာ၄ချက်မှာကြီးနေတော့ခုနကမှ open cell လုံးဒီနားမှာ cell လုံးခုနကမှ၅လုံးမြင်းညံရွာလေးကြီးတောင်လာရွာလေးကြီးအကုန်လုံးမှအတုပါကြီးလုံးနေတာသူတို့ချက်ပြီးတော့ဟိုရွာမှာ၃လောင်းဒီရွာမှာ၅လောင်းအခုနောက်ပိုင်းပူတော်ပြစ်တာကြီးတယ်ဒဏ်ရာရနဲ့လူတွေနောက်ပိုင်းမှာအတုပါကြီးဖြတ်နေ ေတာပဲအဲ့တော့သူ့ဘာသူ့ဘာရာစားလေအလုပ်ရနေတာပေါ့ကျွန်တော်မရနိုင်ဘူးပေါ့အဲ့လိုမျိုးသူ့သူ့ဘာရာစားလေအဲ့ဘက်မှာအလုပ်ရနေတာပေါ့အာသူ့ဘာရာစားလုံးသူတို့ကအခုချက်ပိုင်းအခုနားတော့လေဆိုတော့သူ့ဘာရာစားလုံးလုံးမပြီးဘာပြန်နေလဲမသိဘူးအဲ့တော့အဲ့တော့အမကျွန်တော်အမအမြင်နဲ့ရောလက်ရှိဒီတောင်းတာမြင်းကြံမလိုက်တထိုးကြီးအဲ့တိုက်ပွဲမှာပေါ့ဒီစစ်သွေးကြွတဲ့အချိန်တွေဘလို့အဆုံးသတ်လိုက်ရလဲဒီဒီတကြောမှာဒီ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 တပွဲပေါ့ဒီတပွဲမှာသူတို့စိတ်ကြကြတယ်နေရင်ဆိုင်မှာပေါ့သူတို့ကဟိုကြီးတော့လေသူတို့ကတက်ရုံရှိတာမဟုတ်ဘူးလေဟုတ်ကဲ့ပြောစီရမလို့သူတို့ကကြီးနေတာကြီးနေတာအခုသူတို့ပလန်ပြန်ဆွဲနေတာပေါ့ပလန်ပြန်ဆွဲနေတာဆိုတော့ အဲသူကခရိုင်သစ်စင်ရေးဆိုပြီးတော့သစ်စင်ရေးတည့်ရည်ပေါ်ဆောင်တော့အင်းအားအလုံးရင်းဟိုဘက်ကမျက်နှာဘက်ကစကူရီရောမကွေးရောရေးတချို့အားအင်းနေကအကုန်လုံးလာပူလာမှမြင်ကြမှာအဲတခန်းတစ်ခုမှသူကရာသွားတယ်ဆိုတော့အလန့်မထူနိုင်ဟုတ်ကဲ့ဟုတ်ကဲ့ဟာအလန့်လည်းမထူနိုင်ကျွေးလည်းမကျွေးတော့မြင်ကြလို့တော့ကောက်ကိုမကတ်တော့ဘူးကတ်ကိုမကတ်ရတော့ဘူးကျွန်တော်ကလည်းကြုံတိတယ်လေကျွန်တော်မှလည်းအထောက်အပံ့များယူကျွေးတဲ့ခါကျတော့လာဖို့မကတ်ရဘူးလာကလည်းကျွန်တော်ကမတော်ဘူးကျွန်တော်ဆိုလည်းပုံနဲ့စိတ်ခေါ်နာပဲလာကလည်းမများနဲ့ဒါကြဲကျွန်တော်ကတော့ဟိုတောင်းတာလေ တို့ကတော့မနိုင်ရဘူးဝန်ထမ်းတွေဝင်ဖမ်းတော့တာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆက်တယောက်လို့ဆက်တယောက်လို့ပြောတယ်ဟုတ်တယ်တို့ရေပြိုးထုတ်ပြီးပြောတာဝန်ထမ်းတွေပါတယ်လို့အဲ့ဒါစစ်တေနေမှာမဟုတ်ဘူးอืมတို့မနိုင်မနိုင်နိုင်တာရှောက်ပတ်လို့တာဒီခရိုင်ချစ်ချင်းလေးတို့ထောထောင်ရတဲ့နေရာမှာရလက်မှာတို့မှာပြကြရမရှိခွက်ခေါက်ကြရမရှိဟုတ်ကဲ့အဲ့လိုပုံစံဖြစ်နေတဲ့ခါကျတော့ဟိုနောက်တကြောကိုတို့ပြန်လုပ်ဖို့ဆိုတာတို့တော့အချိန်ယူရမှာပါအချိန်မှာကျွန်တော်တို့တက်တော့ချောင်းနေဝင်ပြီးတော့ထိုးထည့်ချင်မှာဆိုတော့အကောင်းဆုံးချိန်ပဲဒီချိန်ကကျွန်တော်ကျွန်တော်အမြင်ပေါ့ဒီချိန်ကြီးအကောင်းဆုံးထိုးထည့်ချင်တဲ့အချိန်ပဲ ့ကကျောင်းဝင်နေဆိုကျွန်တော်တို့ရင်းပြန်တောင်းတာပိတ်ဝင်လိုက်ပြီပိတ်ဝင်လိုက်တော့အခုကျွန်တော်တို့အဖွဲ့ကြီးကွဲနေတာဟုတ်ကဲ့အဖွဲ့ကြီးကွဲနေရဲ့ပြီးတော့အခုသူကအခုမဲနေတာသူကနထိုးကိုမပြတ်မပြတ်မပြတ်နဲ့သူတို့အဲဟုတ်တယ်နထိုးကိုသူတို့ခွာလိုက်ကတ်လိုက်လုံးနေတော့ဟုတ်တယ်မထိုးကိုမဲနေတယ်ကျွန်တော်အခုရတာနဲ့တကယ်ရာဒီဘက်နေနေမှာရှိနေကျွန်တော်တို့တောင်းတာနဲ့အဲအဓိကတော့တောင်းတာပေါ့နော်တောင်းတာနဲ့နထိုးရဲ့တော်လုံးနဲ့ရင်းပြန်သာကပအဖွဲ့ကြီးကတော့သူကနည်းနည်းလေးကွဲတယ်သူကတော့အဲ့လိုမျိုးရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုဆိုတော့တောင်းတာအဖွဲ့ကတော့ညာနေ တို့မထိုးကြီးမှာတွားလုံးသားပြီးတယ်အင်းအင်းအင်းအဲ့တော့ဒီကလာတို့မထိုးကြီးမှာတွားလုံးတယ်တို့ယူဘယ်နေ့တို့ပြန်လုံးလဲဆိုတော့အချိန်ပြန်လန့်ချနေတယ်ဟုတ်ကဲ့ဟုတ်ပြန်ချနေဒီအချိန်မှာကျွန်တော်တို့စကြောင်းကြီးဝင်နိုင်ပြီဆိုတော့ OK တယ်တကြောလုံးရှင်းရမှာပေါ့နော်ကျွန်တော်ကအခုဟိုဒီနည်းနည်းတောင်မှာကျွန်တော်တို့မခွာဘူးလေဦးတီထိုင်နေကျွန်တော်လို့ဆိုတော့ဒီနည်းနည်းတောင်ကနေတောင်လာပြီးကိုကျွန်တော်ဖောက်ချင်တယ်လေဟုတ်ကဲ့တောင်လာပဲကလှုပ်ရှားပြီးဖို့လည်းလိုတာပေါ့တောင်သားနေလှုပ်လှုပ်ကျွန်တော်ကဒီကနေလှုပ်ဒီလောက်ပြန်ရှင်းရမှာတကယ်လေဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုနေသားရှိတယ် သူတို့ပြန်ပြီးမလန်သူဘုလို့တော်တော်ချင်းသွားမယ်အခုတော့သူတို့ဒီရပိုင်းမှာအားကျုံးမှတဲ့အားခဲကားသလောက်သူတို့တဲတိတ်ကြီးတုံတလို့ဖြစ်သွားနေအမိသားမှာကျက်လေဥမောဘွားတို့တော်တော်လေးလုံးသွားကျွန်တော်ထင်နေကြတော့ဒါအဲ့တော့ဒီဒီဘွားမှာဒီစစ်သွေးကြောင့်အုပ်စုတွေတော်တော်ကြီးအတော့အတော့ရုပ်ပေးရဆိုတဲ့ဘွားပေါ့အတော့ရုပ်ပေးမဲ့သူစိတ်သက်တွေပြတ်ပြားသွားရဆိုတဲ့ဘွားပေါ့နော်အမဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုတက်ကြည့်တွင်လဲဒါသူတန်ရာရတာလေးလည်းများတော့ခုရှိခုနဲ့အပိုင်းသူတို့လုံနေတာလေဟုတ်ကဲ့အဲဒီမှာခရိုင်တစ်ချိန်ရေးသူဒီလာထိုင်တာကျွန်တော်တို့မြင်းတံမျိုးအရင် ဟို2020ရွေးကောက်ပွဲကလွတ်တော်ကိုယ်တိုင်လေလွတ်တော်ဒီလွတ်တော်ကအောက်အောက်လို့လည်းပေါ့သူကလည်းကိုဆောင်လာဒီအမေကြီးကိုလက်ရှိသူကဒီကြာဘက်မှာရှိရဲ့လေဟုတ်ကဲ့ကြာဘက်မှာရှိရဲ့အဲ့လိုမသေးသေးဘူးအဲ့လိုမသေးသေးဘူးဟုတ်လားတပိတေးမတူဘူးသူကျန်တယ်သူသူမင်းကြာနေတယ်သူမင်းကြာနေအဲ့ဒီအဲ့ဒီခေါင်းဆောင်အမလည်းအမလည်းဆက်နေရှင်းပါလားအမမရှင်းရင်လည်းအဲ့ခေါင်းဆောင်ဘလို့ဘလို့ပါအဲ့ဒီအဲ့ဒီအဲ့ဒီစစ်သွေးကြောင်ခေါင်းဆောင်အမလည်းဆက်နေအမလည်းဆက်နေမရှင်းရင်လားလို့အာရှင်းကျင်တာပေါ့ဘာလို့လဲဆိုသူတို့ကဒီနင်းနယ်မှာရှင်းနေ ကျွန်တော်လူငယ်လူငယ်ပြည်ပြောင်းလုပ်တဲ့အမှားဆုံးတို့ဟာနံပါတ်1ခေါင်းဆောင်ပဲလေနံပါတ်1ခေါင်းဆောင်ဒီလူငယ်လူငယ်တွေတည်တဲ့အဖြစ်ရှိတော့ဒီလူပဲလေဟုတ်ကဲ့အခုထိလည်းတို့ဟာဒီတကွေးကြီးပေါ်ဆောင်တာကြီးရွာမာကြီးတို့အမိတ်ကြီးနဲ့ခရိုင်ချစ်ချီခရိုင်ရညွှန်ကြားချက်ဆိုပြီးဖမ်းတယ်ကြီးရလုပ်တယ်ဆက်တယ်ဖြတ်တယ်ဆိုတာကသူကမိန်ပေါ့ဟုတ်ကဲ့ဗျာသူဒီအဓိကအဓိကမိန်တရခံတယ်သူကအဲ့တော့ဗျာကျွန်တော်ကဖြစ်နိုင်ရင်တော့ကျွန်တော်လက်လက်တော့တတ်ချင်တာပေါ့ဟုတ်ကဲ့ဗျာဟုတ် ဲ့တော့ကျွန်တော်တို့ကဒီနှစ်ထိုးကြီးတောင်းတာမြင်းကြံမလာတဲ့အခုကကျွန်တော်တို့တက်ဖို့ကဒီအကြံပတ်တွေအများကြီးရှင်းနေနိုင်ငယ်ဆိုတဲ့ဒီရလက်ပေါ့နော်နောက်ဆုံးဒီလိုမျိုးပြောနိုင်မလားမှာပြောနိုင်တာပေါ့ကျွန်တော်တို့နှစ်ထိုးထစင်းလိုက်ဒီလိုပဲစီးရီးကကျွန်တော်တို့ကတပန်းကိုစီးရီးကပြေးလိုက်ရတာမဟုတ်သုံးပါတယ်သုံးပါမယ်ပြီးရင်ဟောလာဒီကိုကိုယ့်အဖွဲ့ဒီကပေါင်းမယ်ငါးများအောင်ပေါင်းမယ်ပြက်လည်းသူကမဒါကမိသူအမှန်ပဲလေဟုတ်ကဲ့ပါဗျာ ဒါပဲလို့ပြောတာရှိတယ်ဟိုသခိုင်းပါသွားတာဘာလို့မရှိဘူးအခုကျွန်တော်တို့လက်ထောက်ကဝယ်လိသခိုင်းဘယ်တော့တောက်ခံနေတော့အေးရအားဖြင့်အခြေကြီးမဟုတ်ဘူးမှန်ပါဗျာမှန်ပါဗျာအခြေကြီးမဟုတ်တဲ့နေရာမှာရင်းအားအလုံးကြီးနဲ့မိကဘောအဝေးရောတောက်လျှောက်ကြီးလုံးနေရတာမှာလုံးဝအိုက်မှချင်းနဲ့တက်မလို့သားရဲ့ရဲရဲလုံးဝတက်တက်ကြက်ခိုင်းနေအခုဒီဟုတ်ကဲ့ပါလုံးဝတက်ကြက်ခိုင်းလုံးဝအဆုံးမပေးဘူးကျွန်တော်တို့ဟိုထားလိုက်အဲ့မှာစစ်ပညာတရားရှိတယ်ဒါလက်တိုင်းနဲ့ကောင်300လောက်ရှိတယ်300လေးကတက်ချလေးနဲ့အဲ့လက်ကြချရမှာကြာတာတို့ကဟုတ်ကဲ့ပါဟုတ်အဲ့လောက်တော့နေရောညာရောနေရောညာကိုတက်ပြန့်ခိုင်းပြီးတော့မှရင်းဆိုင်နေတာနှထိုးနဲ့ဝလူက တတော်အဲ့နဝလူစခန်းကရဲနဲ့ရဲနဲ့တန်းတော်သားတတော်သိကြလဲတန်းခိုင်နဲ့အတွေ့အကြုံလေးရနေတာကိုသူကဘာလို့ဆိုခဏခဏလာလာပြီးတော့စမ်းမိတိုက်နဲ့တွေ့ကြုံနေနောက်တော့အဓိကဟိုစမ်းမဲတိုက်တိုက်တကယ်ပဲတိုက်တိုက်သိကြတန်းခိုင်နေတကယ်ရေချင်းပြေးဝနဲ့ရဲနဲ့တန်းတော်သားနဲ့ပေါင်းထားတော့တယ်ဒီဝလူစခန်းမကြဟုတ်ကဲ့ပါမဟုတ်အဲ့တော့ကျွန်တော်ကတော့ဂုဏ်ပြုတယ်အဲ့တော့စကန်တက်မလို့တာဟောရေဟောကျွန်တော်ကတော့ဒါတော့ကျွန်တော်တို့မြင်းကျက်ပြည်သူစစ်ကောင်းဆောင်တော်ဒီကရုပ်မနေ interview ဖြစ်ပါတယ်နောက်ထပ်တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မြန်မာအတမတ်ကြီးငိမ့်မြန်မာအတမတ်ကြီးငိမ့်လည်းဖြစ်အငိမ့်စားဘူချုပ် ချုပ်ထွန်းအောင်ဒီကနေ့မနက်ပိုင်းကရန်ကုန်မြို့နေမှာဒါလုံးကြံခံလိုက်ရတယ်လို့သိရပါတယ်ဒီကနေ့နေ့ပိုင်းကရုံတိုင်းဒေသကြီးမရန်ကုန်မြို့နယ်အမှန်9ရွက်ကမှနေထိုင်တဲ့တမ္မကြီးငိမ့်တမ္မကြီးငိမ့်ဖြစ်လက်တော်ဝန်ထမ်းဆောင်ခဲ့တယ်ပြီးရင်ကျွန်တော်တို့ဒါတက်မလို့မှာဆိုရင်ဘိုလ်ချုပ် တောင်အထိတောင်ထမ်းဆောင်ခဲ့ပြီးတော့အငိမ့်စားယူခဲ့တဲ့ပုံကိုဖြစ်ပါတယ်နာမည်ကချိုထွန်းအောင်ပါသူကဒီလုံချန်ချင်းခံလိုက်ရပါတယ်လုံချန်ချင်းခံလိုက်တဲ့အချိန်ကဒီကဒီကနေ့မနက်9:00အချိန်မှာလုံချန်ချင်းခံခဲ့ရလို့သိရပါတယ်အဲ့တော့ဒီဒီဒီတမတ်ကြီးချင်းကသူကမနက်ပိုင်းရရင်သူကဒီကျွန်တော်တို့ဒီဆုံးကံပေါ့ဆုံးကံနေဆုံးကံကနေဒီတန်ဃာတော်တွေကိုသူအများအားဖြင့်ဒီဆုံးလောင်းတယ်ပြီးတော့ရရင်ဒါတွင်းရလဲကျွန်တော်တို့ဒီဒီတန်ဃာတော်တွေပေါ့ ီမနှက်ဆုံးတော့အာယုံဆုံးတော့ဒီနေ့လေဆိုတော့အမြဲတမ်းကျွန်တော်လှူတဲ့အိမ်ပါလှူတဲ့အိမ်ပါအဲ့တော့ဒီလိုဒီတမကြီးညိတ်ကမနှက်ခင်းဆိုရင်ကျွန်တော်တို့ဒီဆုံးနေထွက်တဲ့ဒီကျွန်တော်တန်းဆုံးထွက်တဲ့တန်းဆုံးဆိုတဲ့တန်းကတော့အမြဲတမ်းဆုံးလောင်းတယ်အဲ့လိုဆုံးလောင်းတဲ့ကအကြမ်းမသမားတွေချောင်းနေတာဒါဒီဒီဒီတမကြီးညိတ်ပဲချင်းထွက်တက်လဲထွက်တဲ့ချိန်ကိုတို့ကအမြဲတမ်းအချိန်ဆောင်ကြည့်အောင်အချိန်ဆောင်ကြည့်ပြီးတော့ဒီအချိန်ချင်းတတ်မှတ်ပြီးတော့ဒါတမကြီးညိတ်တန်းကတော်တွေကိုဆုံးလောင်းအပြီးဆုံးလောင်းပြီးတဲ့အချိန်မှာကျွန်တော်တို့ ဒါလီယက်စစ်မော်တာဘိန်းနဲ့လာတယ်လို့ကျွန်တော်တို့ဒါသိရပါတယ်ဒီလိုမျိုးတော့ကျွန်တော်တို့ပြောပါတယ်ဒါတို့လီယက်စစ်မော်တာဘိန်းနဲ့လာတယ်လို့ဒါပတ်ဝန်းကျင်ကပြောတယ်တိုးတော်လည်းပဲဘလို့လာလဲဆိုတော့ကျွန်တော်ဒီမှာသိသိကြကြတော့မပြောနိုင်ဘူးအဲ့တော့လာလီယက်စစ်မော်တာဘိန်းနဲ့လာလေလာပြီးတော့ဒါအဓိကလောက်ချတက်ဖြတ်သွားတယ်လို့ပြောတယ်လောက်ချခိုင်းတဲ့အချိန်မှာကျွန်တော်တို့ဒါជីជីထိမှန်တန်းရရတယ်တကယ်ជីထိမှန်တန်းရရတယ်ရပြီးတော့ကျွန်တော်တို့အဲ့အချိန်တွေကိုဒါသိသိချင်းပဲလောက်ချတက်ဖို့ဝင်နေကဒါတက်မလို့ကနေတော့ပို့တယ်ပို့တော်လည်းပဲကျွန်တော်တို့ဒါရရှိတန်းရနေပဲဒီကနေ့မနက်ပိုင်းမှာပဲကိုယ်လုံးသွားတယ်လို့သိရပါတယ်အဲ့တော့ဒီအငိမ့်စာအငိမ့်စာပို့ချုပ် ဒါချိုးတော့ငါပြီးခဲ့တဲ့နိုင်ငံတော်တမလာဥသိစင်လက်ထက်မှာကမ္ဘောဒီးယားနိုင်ငံမြန်မာတမကြီးဖြစ်တော်ထမ်းဆောင်ခဲ့ပါတယ်။ဒါမှထမ်းဆောင်ခဲ့ပါတယ်။တကယ်ကိုကျွန်တော်တို့တိုင်းပြည်အတွက်နားစွာကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့ပြောမှာဖြစ်ပါတယ်။ကဲဘာသာရေးမှာလည်းတကယ်ကိုကျွန်တော်တို့နက်နက်ဆိုင်ဆိုင်ဒါဘာသာရေးနဲ့ပတ်သက်တဲ့တကယ်ကိုကျွန်တော်တို့ဒါအထောက်အပြုတဲ့ပုံကိုဖြစ်တယ်။ဘာသာရေးနဲ့ပတ်သက်တဲ့တကယ်ကိုကျွန်တော်တို့အလူတန်းနေလဲရေရောတဲ့ပုံကိုကြီးလည်းဖြစ်တယ်။ပုဂ္ဂိုလ်တွေဖြစ်တဲ့အပြင်ကျွန်တော်တို့ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာတမကြီးလက်တော်ထမ်းဆောင်ခဲ့တဲ့တပ်မတော်မှာဆိုလဲဒါဘုံချုပ် ဗိုလ်ချုပ်တောင်းအထိတာကျွန်တော်တောင်းထမ်းဆောင်ခဲ့တဲ့နောက်ပိုင်းမှာကျွန်တော်အရင်းစားယူခဲ့တာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့နိုင်ငံတော်တော့ကျွန်တော်ကြီးမားတဲ့ဆုံးရှုံးမှုကြီးလို့ကျွန်တော်ပြောမှာဖြစ်ပါတယ်ကြီးမားတဲ့ဆုံးရှုံးမှုပါထို့သူပါပဲကျွန်တော်ပြီးခဲ့တဲ့2023ခုနှစ်မှာတက်ချုပ်ကြီးပေါ့ဗိုလ်ချုပ်မှုကြီးမြောက်လိုင်ကတာဝန်တော်ကျော်ထင်ပွဲကိုလည်းချီးမြှင့်ခဲ့တယ်ပေါ့ချီးမြှင့်ခြင်းခံခဲ့ရတဲ့ပုံပေါ်ပေါ့ဗျာသူကဒီအပတ်စဉ်ပါစေတေးစာငါးကားလို့လည်းကျွန်တော်သိရပါတယ်ဒါတော့ကျွန်တော်အချက်လက်အချို့ပေါ့ဗျအချက်လက်အချို့အလားတူပါပဲကျွန်တော်ပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာဆိုရင်လည်းပဲရန်ကုန်မြို့လိုင်မြို့နယ်မှာနေထိုင်တဲ့ဘုံမှုချုပ်ညင်း အုံးတွင်နဲ့ဒါသူ့ရဲ့တမတ်ဖြစ်တဲ့သူတို့တမတ်ဖြစ်တဲ့သူဘူကြီးဒိန်းလို့ပေါ့ဗျာနေမှာပဲလုံချာတက်ဖြတ်ခြင်းခံခဲ့ရတယ်အဲ့ဒီချိန်မှာလည်းကျွန်တော်တို့ဒါလုံချိုးတပ်ဖွဲ့ဝင်တွေကတော်တော်ကြီးကိုကျွန်တော်တို့ရှာခွေပါတယ်။နောက်ဆုံးကျွန်တော်ဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိခဲ့တဲ့ဒီစစ်သွေးကြပြည်ရဲ့ဖွဲ့ကအင်းရမျိုးပြပျောက်ချအဖွဲ့လို့သိရတယ်။အဲ့ဒီမှာဆိုတော့ကျွန်တော်တို့ဒါအမျိုးသမီးက3ယောက်အမျိုးသား9ယောက်စုစုပေါင်းကျွန်တော်10ယောက်လက်နက်ခဲရမ်းတဲ့သူဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဘန်ကြီးနိုင်ငံပိုင်းလက်ရှိကျွန်တော်တို့အတံမကြီးငင်းကိုအလုပ်ကြတက်ဖြတ်သွားတယ်စစ်သွေးကြွအုပ်စုကိုလည်းကျွန်တော်တို့ဒီတက်မလို့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကတောင်းချောက်ကိုကျွန်တော်တို့ဒါဒါကျွန်တော်တို့စုံစမ်းဖော်ထုတ်နေပါတယ်စုံစမ်းဖော်ထုတ်နေပါတယ်များမကြမီကာလမှာကျွန်တော်တို့အကြမ်းဖက်သမားတွေဖမ်းဆီးနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ယုံကြည်ပြီးနောက်ပိုင်းမှာဒီအကြမ်းဖက်သမားတွေကိုလည်းဒါဒါနိုင်ငံတော်တွေပြီးတော့ထိုက်တန်တဲ့ထိုက်တန်တဲ့ကျွန်တော်တို့ဒါထိုက်တန်တဲ့ပေါ့ဗျာထိုက်တန်တဲ့ကုန်ပြူရမှာဖြစ်ပါတယ်ဒီအကြမ်းဖက်သမားတွေကိုထိုက်တန်တဲ့ကုန်ပြူရဆိုတာကကျွန်တော်တို့ဒါသူ့ရဲ့ကျူးလွန်တဲ့ပြစ်မှုတွေလိုက်ထိုက်တန်တဲ့ထောင်ထမ်းပေးပါဦးဗျာ ထိုက်တဲ့တောင်တောင်နေပေးပါအဲ့တော့အကြမ်းဖက်တွေကကျွန်တော်တို့ဒီသေးသေးနိုင်လောက်အောင်ဟဲ့လားဒီပုံကိုသေးအောင်တို့ရွေရွေပြီးတော့ကျွန်တော်တို့ပြစ်ခတ်တပ်ဖြတ်လုပ်ကြခဲ့တယ်ပြစ်ခတ်တပ်ဖြတ်လုပ်ကြခဲ့တယ်စနေကြလာကျွန်တော်တို့ဒီတတ်မှတ်ကြီးငိမ့်ဆွန်ကထွက်ပြီးတော့ဆွန်လောင်းတဲ့အချိန်ကဘယ်ချိန်ဆွန်လောင်းပြီးတော့အိမ်ထဲဝင်လာတဲ့အချိန်ကဘယ်ချိန်အဲ့ပြီးတော့ချမ်းသာချင်းလုပ်တဲ့အချိန်ကဘယ်ချိန်စသဖြင့်ဒီချမ်းသာနေအပြုံထွက်တဲ့အချိန်ကဘယ်ချိန်သူစသဖြင့်အပြင်းရည်သူစောင့်ကြည့်ပါလိမ့်မယ်စောင့်ကြည့်ပြီးနောက်ပိုင်းမှာတို့လုံးကြတက်ဖြတ်လိုက်တာဖြစ်ပါတယ်အဲ့တော့အဲ့မှာလည်းပြည်ရဲ့ဘွဲတွေကတို့လက်ချက်ဖြစ်တယ်လို့တို့ကြွေးကြော်နေရလဲတွေ့ရပါတယ်ကြည့်ရပါတယ်အဲ့တော့ကျွန်တော်တို့က ရန်ကုန်မှာဖြစ်တဲ့ဖြစ်စဉ်တွေဖြစ်စဉ်တွေအားလုံးပါရန်ကုန်မှာဖြစ်တဲ့ဖြစ်စဉ်တွေအားလုံးပါရန်ကုန်မှာကျွန်တော်တို့ဒီအုပ်ချုပ်မှုတွေဒီတပ်ဖြတ်ခံတာတွေပြီးရင်ကျွန်တော်တို့ကျွန်တော်တို့ဒီဒေါ်လီဒီနိုင်ကျော်တပ်ဖြတ်ခံတဲ့ဖြစ်စဉ်တွေဖြစ်ခဲ့တယ်ပြီးသွားရင်ကျွန်တော်တို့ဒီမြို့ထဲမှာဒါကျွန်တော်တို့ဓာမြို့နယ်စီမံအဖွဲ့ဝင် ဘူမှုတယောက်လဲကျွန်တော်တို့ဒီလောက်ကြတက်ဖြတ်ခိုင်းတဲ့ဒီတိုင်းတွေ့တယ်ရှိခဲ့တယ်အဲ့တော့ကျွန်တော်တို့ကဒီဒီလိုအချိန်မျိုးနဲ့ပတ်သက်ဒီလိုလက်ရှိလို့ဖြစ်ခဲ့တဲ့အခြေအနေတွေကပြီးခဲ့တဲ့ကာလမှာလည်းဖြစ်ခဲ့တယ်အဲ့ဒီအခြေအနေမှာကျွန်တော်တက်ပေါ်မြန်မာနိုင်ငံရဲ့ဖွဲ့ကဒီကျူးလို့နဲ့အကြဖတ်သမားတွေကိုကောင်းကောင်းကြီးကျွန်တော်တို့နှိမ်နှင်းနိုင်ခဲ့တယ်ကောင်းကောင်းကြီးဖော်ထုတ်နိုင်ခဲ့တယ်အဲ့လိုပဲကျွန်တော်ရန်ကုန်မြို့ထဲကိုခြေကိုယူတဲ့ဒီစစ်သွေးကြွအုပ်စုတွေကိုအုပ်စုလိုက်အုပ်စုလိုက်ကိုကျွန်တော်တို့ဂုတ်ကိုဆွဲပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့ထိုက်တဲ့နဲ့ပြစ်ဒဏ်တွေပေးနိုင်ခဲ့တယ်ပေးနိုင်ခဲ့တယ်အဲ့တော့ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ကျူးလွန်တဲ့အခြေအနေမှာကျွန်တော်တို့ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအကုန်လုံးကိုဖော်ထုတ်နိုင်ခဲ့တယ်ရန်ကုန်မြို့မှာကျွန်တော်လွတ်သွားတဲ့အဖွဲ့ရေလုံးမရှိဘူး လွတ်သွားတဲ့အခွင့်အရေးလို့မရှိဘူး။ပြီးခဲ့တဲ့ကာလမှာကျွန်တော်တို့ဒီရန်ကုန်မြို့မှာဒီစုဖို့အကြမ်းဖက်မှုတွေကတကြောပြန်တော်တော်လေးကိုနှိမ်နေနိုင်ခဲ့တယ်။တော်တော်ကြီးကိုနှိမ်နေနိုင်ခဲ့တယ်ပဲတော်တော်ကြီးကိုနှိမ်နေနိုင်ခဲ့တယ်။အဲ့လိုနှိမ်နေတာမှဒီအကြမ်းဖက်သမားတွေကကျွန်တော်တို့ဒီမြို့ပေါ်မှာသူတို့ချစ်ကုန်းမြူနိုင်တဲ့အခါကျွန်တော်တို့ဒီဘက်မှာတုံတေးလို့ပေါ့ဗျာ။အဲတုံတေးလို့စသဖြင့်အဲ့ဒီဒေတာပေါ့။အဲ့ဒီဒေတာတကြောသူသွားပြီးခုံလုံးလိုက်ရတယ်။ခုံလုံးလိုက်ရတယ်။အဲ့ဒီတကြောကိုလည်းကျွန်တော်ထပ်ပြီးတော့ဒီတက်မလို့လုံးတက်ဖို့တောင်းချောက်ရှင်းတယ်။အများကြီးရတယ်ဗျာ။အကြမ်းဖက်သမားတွေအုံလိုက်အုံလိုက်ကိုရတယ်။အုံလိုက်အုံလိုက်ကိုရတယ်။ အုတ်လဲအုတ်လဲရာပြီးရဲ့နောက်ပိုင်းမှာဒါတို့တကြောပြန်ဒါကျွန်တော်တို့ဒီနေဆက်မှာရှိနေတဲ့ဒါအကြံဘက်အဖွဲ့တွေပေါ့ရခိုင်ဒီရန်ကုန်မြို့ကန်တွေပေါ့မြို့ကန်တွေစစ်တူကြအုပ်စုတွေဒါတို့ကပြောင်းဝင်လာတယ်ပေါ့ဗျာရန်ကုန်ပြောင်းဝင်လာတယ်ပေါ့ပြောင်းဝင်လာပြီးတော့လှုပ်ရှားတယ်ပေါ့စုပြီးလှုပ်ရှားတယ်ပေါ့အဲ့တော့ရှင်းပါလေအားလုံးကခင်ဗျာတူရောအကျိုးပါဗျာနော်တူရောအကျိုးပါပဲတူရောအကျိုးပါပဲအဲ့တော့ခင်ဗျားတို့ရဲ့ဇက်သိန်းဘယ်လိုရှိမလဲပေါ့အဲ့တော့ကျွန်တော်ကတော့ရှင်းပါလေခင်ဗျားတို့ကိုဖမ်းဆီးရမိတဲ့အချိန်မှာဖမ်းဆီးရမိတဲ့အချိန်မှာကျွန်တော်ကျွန်တော်ကြည်ကျင်နေတဲ့ကြိုတင်ပြောပါကြည်ကျင်နေတဲ့ကြိုတင်ပြောပါအဲ့တော့ခင်ဗျားတို့ရဲ့ ခင်ဗျားတို့ရဲ့ဒီအသက်ရှူခွင့်ပေါ့ဗျာအနာကတိတ်မကြမ်းတော့ပါဘူးခင်ဗျားတို့မကြခင်အင်းစိမ်ထောင်နဲ့သွားပါလိမ့်မယ်အင်းစိန်ထောင်နဲ့သွားပါလိမ့်မယ်အဲ့တော့ခင်ဗျားတို့ဒီကနေ့မှာဒီကနေ့မှာခင်ဗျားတို့ကဒီတာမဲကြီးကြီးကိုခင်ဗျားလုံးချတက်ဖြတ်နိုင်ငယ်လို့ခင်ဗျားတို့ပြောကြတယ်ရွှင်ကြတယ်ကြွေးကြော်နေကြတယ်ခင်ဗျားတို့ပြောတယ်ရွှင်နေကြွေးကြော်နေကြတယ်အဲ့လိုပဲခင်ဗျားတို့အဖွဲ့ခင်ဗျားတို့အဖွဲ့ဖန်စီရောက်မိတဲ့အချိန်ရရင်လေခင်ဗျားတို့ကိုထောက်ခံသွင်းတဲ့သူတွေပျော်ပျော်တဲ့လက်ခုပ်တန်တဲ့ခင်ဗျားကြောက်အောင်လို့အဲ့တော့ခင်ဗျားရှင်းပါတယ်ရှင်းပါတယ်ဒီအကြမ်းဖက်အုပ်စုထဲမှာပါတဲ့သူတွေကထောင်ထဲရောက်တဲ့အခါမှာခင်ဗျားတို့ကိုပဲ NUG အုပ်စုကမှခင်ဗျားတို့ထောင်ဝင်စားလာမဖို့ဘူးထောင်ဝင်စားလာမဖို့ဘူး ခံမှာခင်ဗျားတို့မိသားစုတွေပဲမိသားစုတွေပဲအဲ့တော့တူတော်အကျိုးကိုပေးပါလိမ့်မယ်တူတော်အကျိုးကိုပေးပါလိမ့်မယ်အဲ့တော့ခင်ဗျားတို့ကိုလုံချိုးတပ်ဘွဲကဖမ်းဆီးနိုင်ပြီးတဲ့အချိန်ကြရင်လေကျွန်တော်ကကြည်ကြည်နဲ့နဲ့ကြီးကိုခင်ဗျားတို့တရင်ကိုတင်ဆောင်ပါတရင်ကိုတင်ဆောင်ပါအဲ့တော့ခင်ဗျားတို့ထမင်းဝအောင်စားတာမကြတော့ဘူးထမင်းဝအောင်လားစားတာ နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါလေဒါကတော့တရားမဝင်ရောက်ရှိလာတဲ့ဒီဘင်္ဂလားဒေ့နိုင်ငံသားနဲ့မြန်မာနိုင်ငံသားတွေကိုရှာဖွေပြီးတော့ဒါနှင်ထုတ်ဖို့အိန္ဒိယရဲ့ဒီ PA ဝင်ကြီးဌာနကဒါသူရဲ့ဒီပြည်နယ်ဆွေးနွေးပွဲတွေကိုညွှန်ကြားလိုက်တဲ့အချင်းတွေပါအဲ့တော့ဆိုလိုတာကတော့ဗျာဒီအိန္ဒိယနိုင်ငံတွေကိုတရားမဝင်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံသားတွေရဲ့အပြင်ဘင်္ဂလားဒေ့နိုင်ငံသားတွေအားလုံးကိုရှာဖွေရှာပြီးတော့ နှစ်လို့တလာတွင်းနှစ်လို့ဆိုပြီးတော့ကျွန်တော်တို့ဒီအိန္ဒိယရဲ့ဘီကေဝန်ကြီးဌာနကပြောဆိုလိုက်တဲ့အချင်းတွေပါအဲ့တော့ဒီကနေ့ဒီကနေ့မနက်ပိုင်းကကျွန်တော်တို့ဒီအိန္ဒိယသတင်းဌာနဖြစ်တဲ့အိန္ဒိယ expat သတင်းဌာနကနေပြီးတော့ဒါဖော်ပြတာတွေ့ရပါတယ်အဲ့မှာဖော်ပြချက်မှာဆိုရင်ဒီအိန္ဒိယနိုင်ငံတို့တရားဝင်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့နိုင်ငံသားနဲ့မြန်မာနိုင်ငံသားတို့ရှာဖွေပြီးတော့ဒါနှစ်ထုတ်ဖို့ညွှန်ကြားပါတယ်ပြီးွားရမှာဗိုင်းထားလဲဆိုတော့ဒီနိုင်ငံတွင်းကိုတရားဝင်ရောက်ရှိတဲ့သူတို့ရှာဖွေမယ်ရှာဖွေပြီးရင်တလာတွင်းနဲ့ထွားမယ်ဆိုတဲ့အစီအစဉ်ကိုဒါအိန္ဒိယဆိုတာကဒါညွှန်ကြားလိုက်တယ်ပေါ့ဗျာညွှန်ကြားလိုက်တယ်အဲဆိုတာကအိန္ဒိယနိုင်ငံကိုရောက်နေတယ်မြန်မာနိုင်ငံသားတွေဘင်္ဂလားဒေ့နိုင်ငံသားတွေရှာရှာပြီးတော့ရှာပြီးတော့ကျွန်တော်တို့ဒီ နှစ်တော့ရှာပြီးတာနဲ့နှစ်တော့ရှာပြီးတာနဲ့နှစ်တော့တလာတွင်တော့သူတို့ဆက်စည်းမယ်ဗျာတလာတွင်တလာတွင်တလာတော့သူတို့ဒီမှာထားမယ်ဒါပြင်သူတို့နှင်လို့မယ်ဆိုတဲ့ဘောကျွန်တော်နားလေရတာအဲ့လိုနားလေရတယ်ဥပမာတော့ဗာရေးထားလေဆိုတော့သူတို့ရဲ့ဖော်ပြချက်ပေါ့ဘင်္ဂလားဒေ့နိုင်ငံနဲ့မြန်မာနိုင်ငံတို့ကဝင်လာတဲ့တရားဝင်နေထိုင်တဲ့သူတွေကိုအဓိကရွေးပါတယ်တဲ့အိန္ဒိယမြန်မာအိန္ဒိယဘင်္ဂလားဒေ့နေဆက်တွေကိုနေဆက်တွေကနေပြီးတော့ဒါကျွန်တော်တို့ခိုးဝင်လာတဲ့သူတွေကိုဖမ်းဆီးပါဖမ်းဆီးပြီးတော့သူတို့ဝင်လာတဲ့အပေါက်ကနေသူ့ရဲ့နိုင်ငံတို့ကိုနှင်လို့ပါလို့သူတို့ကရေးသားထားတာတွေ့ရတယ် ဲ့တော့သူတို့ကဗျာဥမာကျွန်တော်တို့ဒီချင်းပြည်နယ်ကနေပြီးတော့အိန္ဒိယနိုင်ငံထဲဝင်နေဆိုရင်အဲ့ချင်းအဲ့နေစားပေါက်ကနေပြီးတော့ပြန်ပြီးတော့ဒီဘက်ထဲကိုပြန်ပြန်တော့ပြန်ပြီးတော့ပြန်ပို့ပေါ့ဗျာအဲ့တဘောအဲ့တဘောကျွန်တော်နားလေးရတယ်အဲ့မှာဗာဆိုက်ထားလဲဆိုတော့အိန္ဒိယဘိုလ်ချူအားရဲ့အမေရတဲ့တရားမှုရောက်ရှိလာတယ်ကိုပြန်လည်နေတော့ပို့ပြည်နယ်တိုင်းနေမှာအထုတပ်ဖွဲ့တွေကိုဖွဲ့စည်းထားပါတယ်ပြီးွားရင်တော့ဖွဲ့စည်းထားတယ်ပြီးရင်ကျွန်တော်တရားမှုရောက်လာတဲ့သူထိန်းသိမ်းဖို့ယာယီစကန်နေယာယီအကျဉ်းစကန်နေပြီးထိန်းသိမ်းစင်တာတွေအတိုးချက်ထားကြပါတိုးချက်ထားကြပါပြီးရင်ကျွန်တော်လိုရဲလိုရဲဒီဒီဖန်စီအဖွဲ့လည်းသူတို့အပေါ်ကနေဘိုးကနေချပြီးမယ်လို့ဒါပြောဆိုတာတွေ့ရပါတယ်ဒါတော့ကျွန်တော်တို့ဒါအိန္ဒိယမီဒီယာတွေရဲ့ဖော်ပြချက် ဲ့မှာဆက်ပြီးတော့တို့ကျွန်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီလက်ရှိမှာတဲ့လက်ရှိမှာအဲဒီရပိုင်းမှာဒီရပိုင်းမှာအိန္ဒိယနိုင်ငံတွေကိုဝင်ရောက်လာတဲ့ဝင်းလာတဲ့နိုင်ငံသား6500ကျော်ကိုလက်ရှိအိန္ဒိယအိန္ဒိယအစိုးရကဖမ်းဆီးထားယူပါပြီတဲ့သူတို့ကိုလည်းဒါလက်ရှိတော့ကန့်နေတယ်မှာထားတယ်အကျဉ်းစကားနေမှာထားတယ်ထားပြီးရင်သူတို့ပြန်ပြီးနှလုံးမယ်လို့တော့နှလုံးမယ်လို့အမှရေးသားတာတွေ့ရတယ်အလားတူပါပဲတဲ့ကျွန်တော်တို့ပြီးခဲ့တဲ့လာပိုင်းတွေကတနေ့စာရေးတိုင်းအနီးအဲ့ပင်လယ်ပြင်ပင်လယ်ပြင်မှာဗျာတွားနေတဲ့သူတို့ရဲ့ဖော်ပြချက်ဆိုဗျာ ဘင်္ဂလီလှေစီးဒုက္ခတွေတွေပေါ့ဗျာအဲ့ဒီဘင်္ဂလီလှေစီးဒုက္ခတွေတွေကိုအိန္ဒိယရေတက်ကအိန္ဒိယကမ်းခြေဆောင်တက်ကမြင်သွားတယ်မြင်သွားတော့ဘာလုပ်လဲဆိုတော့အဲ့အိန္ဒိယကမ်းခြေဆောင်တက်ကသူတို့ဟိုအိန္ဒိယနိုင်ငံမှာအကတ်ခွင့်မပေးဘူးဘယ်ကမ်းမှာအကတ်ခွင့်မပေးဘူးအကတ်ခွင့်မပေးဘဲနဲ့အဲ့ဒီလူတွေကိုဒီအစာရေစာတွေကထည့်ပေးထည့်ပေးပြီးသူတို့ပိုင်တက်ကနေသူတို့ပိုင်တက်ကိုမဝင်လာနိုင်တဲ့လမ်းကြောင်းကထပ်မျောပလိုက်တယ်အဲ့လိုထပ်မျောတဲ့အတွက်ဒါအိန္ဒိယအစိုးရကကုလသမားနဲ့လူ့ခွင့်အဖွဲ့တွေကဒီဝေဖန်တာတွေလို့တော့ရေးထားတယ်အဲ့အဲ့ဒီမှာကျွန်တော်တို့ဒီအိန္ဒိယမျောလိုက်တဲ့ဘင်္ဂလီဥယျာအလုံး40ရှိပါတယ်40အဲ့40ပါဗျာကျွန်တော်ဆိုတာကဒီလေတစည်းပေါ့လေတစည်းအဲ့လေတစည်းက မြန်မာပိုင်းတနေ့တိုင်းကန်တနေ့တိုင်းပြန်လဲပြန်တယ်သူတူတူသွား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 ပြီးတော့နောက်ဆုံးကျတော့ဒီဒီဘင်္ဂလားဒေ့ဒီဒီဟိုပါအိန္ဒိယရေပိုင်နယ်တွေရောက်သွားတယ်အိန္ဒိယရေပိုင်နယ်တွေရောက်တော့အိန္ဒိယရဲ့ဒီကမ်းခြေတော်တက်ကမြင်သွားတယ်မြင်တော့သူတို့လက်မခံဘူးကမ်းလည်းကောက်ခတ်မပေးဘူးမပေးမနဲ့အိမ်မှာအစားအစာတွေကထည့်ပစ်လိုက်တယ်ထည့်ပစ်ပြီးတော့သူတို့ရေပိုင်နယ်တွေကမလာနိုင်ဘူးသူကထပ်ပြောဆိုပြောပလိုက်တယ်အဲ့လိုတွေလုပ်ခဲ့တယ်အဲ့တော့ကျွန်တော်ဖြစ်နိုင်ကြရလက်ရှိဒီလက်ရှိအိန္ဒိယနိုင်ငံထဲမှာရောက်နေတဲ့ဒါကျွန်တော်တို့ချင်းချင်းတိုင်းသားတွေရှိမယ်ပြီးကျွန်တော်စကိုင်းတိုင်းစကိုင်းတိုင်းဒေသကြီးတစ်ဖက်မှာဆိုကျွန်တော်တို့တမှုဒေသက ူတွေရှိတယ်သူတို့ကဒီအိန္ဒိယဘက်ခြားမှာသူတို့လက်ရှိခိုးလုံနေရတဲ့လူတွေရှိတယ်ပြီးရင်ဒီဘက်မှာလည်းကျွန်တော်တို့ဒါပလဝဘက်မှာလည်း ရှိတယ်စသဖြင့်အဲ့ဒီကြောပေါ့ခင်ဗျားတို့မြင်အောင်ကြည့်ပေါ့ဒီအိန္ဒိယမြန်မာနယ်စပ်ကြောပေါ့အဲ့ဒီကြောမှာရှိတဲ့ဒီဒီစေရေးပြိပကတွေကြောင့်အိန္ဒိယနိုင်ငံဘက်ကိုတွားပြီးတော့ခိုးဝယ်ပြီးတော့နေထိုင်နေတယ်လို့ရှိတယ်အဲ့ဒီဒေသမှာလည်းပြကျွန်တော်တို့အိန္ဒိယနိုင်ငံမြန်မာနိုင်ငံသားပြောတာဒီရွာမှာရှိတဲ့သူတွေနဲ့ဟိုဘက်ကအိန္ဒိယပိုင်နယ်ထဲမှာရှိတဲ့သူအမျိုးတွေသူကနယ်ကြားပိုင်နယ်လို့သာရွာကကျွန်တော်တို့သူတို့ရဲ့ဒီမျိုးရင်းတွေကဟိုဘက်မှာဟိုဘက်မှာတရွာဒီဘက်တရွာမှာတော့ပြောတာဟိုဘက်ကလည်းအမျိုးဒီဘက်ကလည်းအမျိုးအဲ့တော့ဒီဘက်ကမြန်မာဘက်ကလာတဲ့သူတွေကိုဒီအိန္ဒိယမှာရှိတဲ့သူတွေကလည်းလက်ခံတယ် သူလက်ခံကြသူအမျိုးတွေဖြစ်တာကိုလက်ခံကြတယ်တို့ဒီဘက်ကျွန်တော်ဒီဒီချင်းမီနဲ့ပလောက်ဝမှာရှိတဲ့ဒီဒီတိုင်းသားတွေကလည်းအဲ့ဒီတိုင်းသားတွေနဲ့ဒီအိန္ဒိယနိုင်ငံမှာရှိတဲ့ဒီတိုင်းသားတွေပေါ့အဲသူတို့ကလည်းအမျိုးတွေပေါ့ချက်ကင်းကကျွန်တော်တို့ဒီနေမြေနှစ်နိုင်ငံနယ်ချာနယ်ချာစီးမြင်းကြောင့်သာသူဟိုဘက်ဒီဘက်ကိုဝေးနေကြတော့ဗျာသူတို့ကအမျိုးတွေအမျိုးတွေအဲ့ဒီလူတွေကိုလည်းလက်ရှိမရတော့ဘူးကိုဒီအိန္ဒိယနိုင်ငံသားမဟုတ်ရင်အားလုံးကိုကျွန်တော်တို့ပြန်ပြီးနှိမ့်လို့မယ်ဆိုတဲ့ဘောဖြစ်လာပြီဖြစ်လာပြီအဲ့တော့ကျွန်တော်တို့အိန္ဒိယရဲ့မြန်မာဆက်ဆံရေးကတော့ကျွန်တော်တို့လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒါဆိုတော့ကျွန်တော်တို့အိန္ဒိယနိုင်ငံမှာရှိနေတဲ့ဒါကျွန်တော်တို့ဒါစစ်သွေးကြွအုပ်စုတွေလည်းသူတော်တော်လေးတော့နေရမယ်လို့မထင်ဘူး မထင်ဘူးခင်ဗျာဘာမှမကြည့်နဲ့လက်ရှိလက်ရှိဒီမြန်မာတိုင်းနေဆက်တို့ဒီအဲ့နေဆက်တရောမှာရှိနေတဲ့ဒီဒုက္ခတွေအမြီကစကန်တွေအဲ့ဒီစကန်တွေအားလုံးကနှစ်ခုချိန်တယ်လားတစ်ခုကကျွန်တော်တို့ဒုက္ခတွေအမြီခံပြီးတော့နိုင်ငံတကာကိုငွေရှာတယ်နောက်တစ်ခုကဒီဒုက္ခတွေစကန်တွေပါအခြားဖက်သမားတွေကအဲ့ဒီမှာနေတာ အကြပတ်တွေအကြပတ်သမားတွေအားလုံးပေါက်ပွားရတယ်ဒီလိုဒုက္ခတွေစကားပဲပေါက်ပွားတာတော့အဲ့ဒီအရာနဲ့ငွေရှာတယ်ငွေရှာပြီးတော့ဒီပြည်တွင်းမှာမတည်မငြိမ်ဖြစ်အောင်လုပ်တယ်ဟိုနေရာဝတိုက်ဒီနေရာဝတိုက်ဒီတက်မလို့နေမြေရှင်းလင်းတဲ့ခါမှာဒီဒုက္ခတွေစကားဆိုပြီးအဲ့ဒီစကားနဲ့ဝင်ပြေးလာအဲ့တော့တက်ကကျွန်တော်တို့ရှင်းလင်းရတယ်မှာအကန့်အသတ်တွေဖြစ်တယ်အဲ့ဒုက္ခတွေစကားကတော့နှစ်ခုသွားတယ်ဒုက္ခတွေစကားကတော့နိုင်ငံတကာငွေရှာနေတာအဲ့ကျွန်တော်တို့ဒီမှာဒီပြည်တွင်းကတွေကြောင့်ဟောဒီမှာဒုက္ခတွေလူကြီးတစ်တောင်းရှိပါတစ်တောင်းရှိပါတုံးတောင်းရှိပါလေးတောင်းရှိပါတွေပါအဲ့တော့ဒီလူတွေရဲ့စောင်းနေတွေအတွက်တစ်နှစ်ကိုကျွန်တော်တို့အမေရိကန်ဒေါ်လာတစ်သိန်းလုံးမှနှစ်သိန်းလုံးမှသုံးသိန်းလုံးမှပေါ့အဲ့ဒါကြီးပေးပါပေါ့အဲ့ဒါကြီးပေးပါဆိုပြီးအဲ့မှာတို့ကအဲ့လူတွေနေတာအဲ့ဒီကဥဆောင်တာကလည်းဒီလက်နက်ကိုင်ဖွဲ့တဲ့ဥဆောင်တာ သူကနံပါတ်1ကအရဘတ်အဖွဲလုပ်တယ်အရဘတ်အဖွဲအမီလုပ်တယ်နံပါတ်2ကကျွန်တော်တို့ဒီလက်နက်ကင်လမ်းကြီးလုပ်တယ်နံပါတ်3ကတော့အဲ့ဒီအုပ်စုကပဲဒီငင်းကြီးအုပ်စုတွေလုပ်တယ်အမျိုးမျိုးလုပ်တာဗျာအဲ့မှာခင်ဗျာတကယ်ကိုခင်ဗျာလူမျိုးကိုဘန်းပြပြီးတော့တနည်းအားဖြင့်ကျွန်တော်တို့စက်ကလို့ပေါ့ဒီမှာရှိတဲ့ခလင်းငယ်တို့သူဘန်းပြပြီးတော့စီဝိုင်းရှာနေတာလက်ရှိကျွန်တော် KMPP တို့စသဖြင့်ဒီ PMDF တို့အဲ့ဒီအဖွဲတွေကလည်းအဲ့ဒီဒုက္ခတွေစကမ်းအမီပြူပြီးနေပြီးအဲ့မှာတို့လူရေးခုံနေတာလူရေးခုံနေတာ တို့ကဒီကျွန်တော်တို့ဒုက္ခသည်စခန်းမှာမနေဘဲနဲ့အခြားသောနေရာတွေမှာတို့စခန်းချနေရဆိုရင်တမလို့ကဒါလေချောင်းကနေကဲတော့မယ်ဒီ drone နဲ့ကဲတော့ပြီးတော့ရှင်းလင်းမှုတွေလုပ်တယ်။အဲ့တော့အဲ့လိုရှင်းလင်းမှုတွေတန်ကိုမခံနိုင်တော့ဒီစစ်စူရအုပ်စုတွေကဒီထိုင်းမြန်မာနယ်စပ်တချို့မှာအဲ့တချို့မှာဒုက္ခသည်စခန်းတွေအမိစခန်းဒုက္ခသည်အမိစခန်းတွေတို့ရွာအဲ့လိုဒီကန်နေ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 ဖွင့်တယ်။အဲ့ဒီကန်နေကန်နေဖွင့်ပြီးတော့အဲ့မှာကျဒီဒေသခံတွေလည်းအကုန်လာနေကိုယ့်ရွာမှာကိုမနေနဲ့ဒီမှာလာနေဒီမှာလာနေပြီးတော့လူရိတ်ခုပြီးတော့နေကြတာ။ လိုသဘောရှိတယ်။ဒါတော့ကျွန်တော်တို့ဒီဒုက္ခသည်နဲ့စကန်နဲ့ပတ်သက်တဲ့အနေထား။အဲ့တော့ဒီသတင်းပြန်ချောင်းရမယ်ဆိုတော့ဒီအိန္ဒိယအစိုးရကသူ့နိုင်ငံကိုတရားမဝင်ဝင်ရောက်လာတဲ့ဒီအိန္ဒိယအဲဘင်္ဂလားဒေ့နိုင်ငံသားတွေရောမြန်မာနိုင်ငံသားတွေရောသူတို့ဖမ်းမယ်ဖမ်းပြီးတော့ဒီတလာအတွင်းပြန်ပြီးတော့သူရဲ့မိခင်နိုင်ငံကိုပြန်ပြီးနှင်လို့မယ်။လက်ရှိလည်းသူတို့အဲ့လူတွေဖမ်းဖို့အတွက်ကန်နေအကျဉ်းအကျဉ်းကန်နေသူလောက်ထားတယ်လို့ဖော်ပြတာတွေ့ရတယ်။ဒါတော့ကျွန်တော်တို့အိန္ဒိယနဲ့အိန္ဒိယသတင်းစာမှာဖော်ပြတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒီသတင်းအကြောင်းအရာကိုကျွန်တော်တင်ပြပြတာဖြစ်ပါတယ်။